တပန်းသည်၏အကျိုးကျေးဇူးများနှင့်ဆိုးကျိုးများအကျိုးကျေးဇူးများအတီးချင်းဖန်ချို့သော အရသာရှိပြီးလေချောင်းကိုဆူဆွစေကအစာမကြေခြင်းတေးချေရေမမှန်ခြင်းနှင့်ဝမ်းကြိုက်ခြင်းတို့ကိုကုသပေးသည် ချင်းချို့သော အရသာရှိပြီးလေချောင်းကိုဆူဆွစေကရေငက်ခြင်းကိုပြေစေပြီးတဖုံးမှသွေးယိုခြင်းကိုတက်တာစေသည်ဗီတာမင်စီကျွယ်ဝစွာ ပါဝင်သည်ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းကို ကုသပေးသည် ဝမ်းကိုက်ပျောက်စေအဖြစ်အသုံးပြုနိုင်သည်။တေးချေယောဂါကိုကုသပေးသည်။အခောက်ဖန်အေးပြီးခြင်သောအရာသာရှိပြီးအပူကြီးခြင်းဝမ်းလျှောခြင်းဘိုင်းနာခြင်းလေထိုးလေအောင်ခြင်းနှင့်အန်ခြင်းတို့ကိုပျောက်ကင်းစေသည်။အစစ်အမြစ်ကိုက်ခဲခြင်းကိုတတ်တာစေရန်လိမ့်နိုင်သည်။အေးမြသောဆေးအဖြစ်ဝမ်းလျှောခြင်းနှင့်ဥလန်းချောင်းဆိုင်ရာယောဂါများကိုကုသပေးသည်။ကလေးမိဖွားပြီးနောက်သွေးသားတန့်စင်စေရန်ကူညီပေးသည် အရွက်ဖန်ကျင်သောအရာသာရှိပြီးအည်ညှိ၍နားရဲထဲပါကနားကြိုက်ခြင်းနှင့်နားပြီဦးခြင်းတို့ကိုတက်တာစေသည်ခန္ဓာကိုယ်တွင်ရှိဓာတ်များကို ပြုပြင်ရန်စားသုံးနိုင်သည်စေမီးရှို့၍ပြာကိုရေတွင်စိမ်ပြီးတောက်ပါက အပူနာကိုတက်တာစေကအသက်ရှူမဝခြင်းလေထိုးလေအောင်ခြင်းတို့ကိုတက်တာစေပြီးစီးရွှင်စေသည် အချို့အချက်လက်များအရာအမြင့် ဟန်အေးသောအရသာရှိပြီးအပူနာကိုတက်တာစီကရေငက်ချင်းကိုပြေစီပြီးလဲချောင်းကိုဆူဆွတ်စီကစီးရွှင်စီသည် ဆိုးကျိုးများအလွန်ကြုံစားသုံးခြင်းတဖန်းသည်တွင်အကျိုးကျေးဇူးများစွာရှိတော်လဲအလွန်ကြုံစားသုံးပါက ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ထို့ကြောင့်စေညွန်းသို့မဟုတ်အကြံပြုချက်အတိုင်းတင့်တယ်သောပမာဏဖြင့်စားသုံးသင့်သည် မသိလျော်သောတဖန်သည်အမျိုးအစားအပူချိန်မြင့်မြင့်နှင့် မချက်တင်သောတဖန်သည်ကိုအပူချိန်မြင့်မြင့်ဖြင့်ကြော်ခြင်းသည်အဟာရတန်ဖိုးကိုလျော့နှဲစေပြီးအချိုးပြုအစီများသည် အန္တရာယ်ရှိသော အစီများအဖြစ်ပြောင်းလဲကာသွေးကြောပိတ်ဆို့ခြင်းကဲ့သို့သော ခန္ဓာကိုယ်အတွက်ဆိုးကျိုးများဖြစ်စေနိုင်သည်ဓမ္မတဲ့ခြင်း အချို့လူများသည်တဖန်သည်ကိုအရေပြားတွင်လိမ့်ခြင်းကြောင့် ဓမ္မတဲမှုဖြစ်နိုင်ပြီးအင်ပြင်းထခြင်းသို့မဟုတ်အရေပြားရောင်ရမ်းခြင်းများဖြစ်ပွားနိုင်သည့်ထို့ကြောင့်အတုံးမပြုမီဓမ္မတဲမှုရှိမရှိစမ်းသပ်သင့်သည် တွေးရင်းတကြားတဲ့အပေါ်တက်ရောက်မှုတဖန်သည်သည်တွေးရင်းတကြားတဲ့အပေါ်တက်ရောက်မှုရှိနိုင်သည် ခွဲစိတ်မှုခံယူမိသူများသည် ခွဲစိတ်မှုမပြုလုပ်မီနှစ်ပတ်အလိုတွင်တဖန်သည်စားသုံးခြင်းကိုရှောင်ကျဉ်သင့်သည် အချို့အုပ်စုများအတွက်တတိပြုရန်ကိုဝင်ဆောင်နှင့်노တိုင်းမိခင်များသည်တဖန်းသီးစားသုံးရာတွင်တတိထားတင်ပြီးအလွန်ကြုံမစားသုံးသင့်ပါတတိပြုရန်တဖန်းသီးတွင်အချို့ကျေးဇူးများစွာရှိတော်လဲတင့်တင့်သောပမာဏဖြင့်အသုံးပြုတင်ပြီးအသုံးပြုရာတွင်တတိထားတင်သည်အထူးသဖြင့်နာတာရှည်ယောဂါရှိသူများကိုဝင်ဆောင်နှင့်노တိုင်းမိခင်များသည်ဘေးကင်းစေရန်အတွက်ဆရာဝန်သို့မဟုတ်ကျွမ်းကျင်သူနှင့်တိုင်ပင်တင်သည် ီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်